UFC မှာအသေးကျန်းနေတဲ့ Rainia ကိုမာလီခင်ရောအောင်လာအန်ဆန်ယောကအုံပြုပေးလိုက်ကြပါရယ်ဒီကြတဲ့တရင်ထွက်လာတာကတော့မာလီခင်ကိုရင်က UFC ကိုသွားဖို့တော့စိတ်ဝင်စားနေကြောင်းသိရပါရယ် UFC မှာက fighter တွေကိုလူမျိုးခွဲခြားတာမရှိဘူး World Championship မှာဆိုရင် Thai fighter တွေကိုအလဲမထိုးနိုင်ရင်မနိုင်ဘူးဆိုရက်เนาะအချောင်းရီဘက်လိုက်မှုတွေများစွာရှိတယ် UFC မှာကအဲ့လိုမဟုတ်ဘူး ပြီးတော့ကကျတော့ True Jelly One Championship နဲ့အကွာကြီးကွာပါနော်ဆိုတော့ Malikin Korin ကလေအခု UFC မှာတောက်ပပြနေတဲ့ Rainier ကိုအားချပြီးတော့ UFC ကိုသွားဖို့အတွက်စိတ်ဝင်စားနေကြောင်းတရင်တွေကတော့ထပ်ပေါ်လာနေပါ रे Malikin ရောသွားရင်တော့ WC ကိုဖြစ်တဲ့ Chatri ကတော့ငုံနေတော့မှသေးချပဲအခုတော့ Rainier က One Championship မှာသဘောနှစ်ပွဲလေးရှုံးလိုက်တာနဲ့နည်းနည်းလေးပါလောက်ပွဲမပြီးပဲအသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့အချင်းတွေကို Rainier ခမရမှာ ကုံဆုံးခဲ့ရတာ1 championship ကပြစ်ထားခဲ့တာ UFC ကိုအယောက်လှမ်းပြီးတော့1 championship ကိုဇုံကန်လိုက်တာလုံးဝမှန်သွားပါတယ်ဟိုမှာကဒီထက်အများကြီးတာတာလေအခုမာလီခင်ကလည်း UFC ကိုသွားဖို့အတွက်စိတ်ဝင်စားနေတယ်တဲ့ဗျာရိုင်းနီယာတော့ကြောက်နေပြီလားမသိဘူးမာလီခင်ကိုဘလို့ထိုးထိုးမနိုင်တာရိုင်းနီယာပါပထမတစ်ခါထိုးတော့ကတချီနဲ့ပွဲသိမ့်တယ်ဒုတိယတစ်ခါထိုးတော့ကမခံနိုင်တော့လို့ပွဲရက်ပေးလိုက်ရတယ်ဆိုတော့ တကယ်လို့သာမာလီခင် UFC ကိုရောက်သွားရင် ရိုင်းနီယာနဲ့တွေ့မှာတော့အသေးချာပဲနော်နှလုံးစင်မှာမာလီခင်ကတော့ရရုနဲ့မချေပွဲနှွဲဖို့အတွက်အကြီးကျယ်ကိုလေ့ကျင့်ပြင်ဆင်နေပြီးတော့မာလီခင်ကတော့ဖိုက်တာဘွားရဲ့အကောင်းဆုံးအခြေအနေကိုအခုချိန်မှာပြန်လည်ရောက်ရှိနေပြီဆိုပြီးတော့ပြည်သူတွေကိုပြည်သက်တွေကိုအသိပေးထားတာကိုလည်းတွေ့ရပါတယ်ဗျာ